တောင်ပိုင်းတိုင်းစစ်ဒေသကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေကိုစစ်ကောင်စီတပ်ဟာခုနှစ်စံပိုင်းကစပြီးလေကြောင်းလက်နက်ကြီးအပြင်ဒရုန်းနဲ့ပါနေ့စဉ်ဘုံကျဲတိုက်ခိုက်နေပြီးမြေပြင်ကနေပါစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ KNU အပါအဝင်ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ဒေသခံတွေက ပြောပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အာရှလမ်းမအနီးကကော့နွယ်ရွာတဝိုက်မှာလဲစစ်ကောင်စီတပ်နဲ့ KNU KNLA ပူးပေါင်းအဖွဲ့တွေဒီဒီအထိတိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီတပ်ဟာလက်လွတ်ခဲ့ရတဲ့နယ်မြေတွေပြန်ရဖို့နဲ့ကုန်သွယ်ရေးလမ်းပိုင်းကိုပြန်ထိန်းချုပ်နိုင်ဖို့စူးစမ်းနေတာကြောင့် တိုက်ပွဲနေ့စဉ်ဖြစ်နေတာလို့ KNU ပြောခွင့်ရသူဘရိုဆော့တနီက RFA ကိုပြောပါရယ်တမခုနခုစလုံးရှိတဲ့အခါမှာအဲ့ဒီတမခုနခုစလုံးကပဲတိုက်ပွဲတွေနေ့တိုင်းလိုလိုပဲဖြစ်နေပါတယ်နော်ဖြစ်ပွားတဲ့ပုံစံကတော့မတူဘူးပေါ့လေတမသုံးဘက်မှာဆိုတော့သူရဲ့စစ်တောင်းမြေအနောက်ဘက်ကန်သူတို့ပြန်စိုးမိုးနိုင်ရေးအတွက်သူတို့လုံးမတာရှိတယ်တမလေးဘက်မှာလည်းဒီမော်ဒော်လန်တို့ကိုလည်းသူကပြန်ပြီးတော့ထိ ंछ ုံနိုင်ရေးအတွက်ပြန်ပြီးတော့စူးစမ်းတာတွေတော့ရှိတာပေါ့ နောက်ပြီးတော့ဒီတမ6နဲ့တမ9ဘက်မှာဆိုရင်လည်းအရှာလမ်းမကြီးတိုက်ပွဲဆရာလာနဲ့ချီပြီးတော့ကြော်လာပြီလေတိုက်ပွဲအနေနဲ့လို့ဖြစ်နေတယ်နော်ဖေဖော်ဝါရီ28ရက်ကစပြီးလှိုင်းပွင့်မြို့နယ်လေပေါ်ဟဲရွာအနီးမှာတိုက်ပွဲဖြစ်နေတာကြောင့်ဒေသခံ400ကျော်ထိုင်းဘက်ကိုထွက်ပြေးနေရပါတယ်တိုက်ပွဲတွေပြင်းထန်နေတာနဲ့လမ်းဘက်ဆက်သွယ်ရေးခက်ခဲတာကြောင့်ဒုက္ခသည်တွေအခုအညီရဖို့လဲခက်ခဲနေကြပါတယ် စစ်ကောင်စီဟာကရင်ပြည်နယ်တွေကကြားဖြန့်နှိမ်နီးရေးကိုအသုံးချပြီးကာကွယ်ရေးတပ်တွေကိုခြေမုံဖို့ကြိုးပမ်းနေတာလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်အလားတူတနင်္သာရီတိုင်းတွေကရွာတွေကိုလည်းအခုနှစ်ဆကစပြီးစစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်မြို့နယ်ရှိခုကဒေသခံ9000ကျော်ဖေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့တိုင်းတွင်းအခြေအနေကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ FE5 တနင်္သာရီအဖွဲ့က FE5 လ22ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ အခုနှစ်ကစပြီးတနင်္လာရီတိုင်းမှာလေကြောင်းတိုက်ခိုက်ခံရတာပိုများလာတာကြောင့်လေကြောင်းရံကိုစိုးရိမ်နေရတယ်လို့ဒဝယ်မြို့နယ်တဲကဒုက္ခသည်တယောက်က RFA ကိုပြောပါတယ်။စာကြောင်တော့ဒီစစ်ကြောင်းဝင်လာတဲ့တပ်ဖွဲ့ဖြစ်တဲ့ထွက်ပြေးတဲ့အကြောင်တော့သူတို့ရဲ့စစ်ကြောင်ဝင်တဲ့နေရာကိုထွက်ပြေးလို့ရှိရတာဖိလွန်နေတဲ့နေတာရှိတော့ပေါ့နော်။ဒါပေမဲ့ခုကဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင် စစ်တားလေကြောက်တာတိုးလာတယ်ကျွန်တော်တို့ဒီကင်းလိုက်တိုင်းမှာလေအကူကဒီမျိုးထွက်ပြေးနေကြရတဲ့အဖြစ်အဲ့ဒီကချေပို့လာခြင်းမဲ့ထူတာကိုဒီမျိုးစစ်မှုနေထားရနေရတဲ့အနေထားပေါ်မှာဒဝရင်နဲ့စစ်ကန်စီဝါရေးဆောင်စီမံကိန်းအကောင့်ထဲပေါ်နိုင်ဖို့နည်းမြေရှင်းလင်းရေးအတွက်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်နေတာလို့ဒဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က RFA ကိုပြောပါတယ်ကျွန်တော်ထင်တာကရုရှားကနေပြီးတော့ရင်းနဲ့စစ်ကန်လုံးမယ်ဆိုတဲ့ခံကြတော့ ဟိုသူတို့အနေနဲ့သတိထားပြီးတော့စစ်ကြောင်းတွေထိုးနေတဲ့ပုံစံမျိုးလို့ထင်တယ်တက်လာဆွဲတဲ့အချိန်ဒီစစ်ကြောင်းထိုးတဲ့အချိန်မှာတော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ကြတာပေါ့ဗျာကြားဖြတ်နေနေရေးဆောင်ရွက်နေတဲ့ကရင်ပြည်နယ်နဲ့တဝယ်ရင်နဲ့စိတ်ကန်စီဝါရေးဆောင်စီမံကိန်းအကောင့်ထဲပုံမဲ့တနင်္သာရီတိုင်းတွေကနှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကအစစ်မြင့် drone တွေကိုပို့သုံးပြီးတိုက်ခိုက်နေတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်ရှင်။